Hello အားလုံးပဲမြင်ကြတော့ပါ United ရှူကနေကြိုဆိုပါတယ်ဆိုတော့ Manchester United က Bilbao ကိုနှစ်ကြော်ပေါင်း9ကြော်တကူဆိုတဲ့ရလနဲ့ကျွန်တော်သာအနိုင်ရပြီးတော့ Final Europa League ကိုကျွန်တော် Europa League Final ကိုကျွန်တော်တက်သွားနိုင်ခဲ့ပါပြီအားလုံးပဲမြင်ကြပါဆိုတော့ဒီပွဲနဲ့ပတ်သက်လို့ကျွန်တော်ပြောကြည့်အောင်ပါအားလုံးပဲမြင်ကြပါဆိုတော့ဗျာနော်ပထမဆုံးပထမဆုံးအနေနဲ့ကျွန်တော်တို့နော်โอเคတော့လုံးဝမင်းအောင်ပွဲခံပလိုက်ဗျာတိလား เนาะကျွန်တော်တို့เนาะတပွဲကြံသေးတယ်ပေါ့ဗျာဘူဆွဲဘူအိုက်ကြံတယ်ဘူအောင်ပွဲခံရမှာပေါ့အမေတို့တရားဒီလုံးလို့လို့ကိုရီဒုက္ခခံလာတာเนาะတရားဒီလုံးလို့လို့ကျွန်တော်ပရီးမီးယားလေးမှာရှုံးပွဲတွေဇက်တိုက်ဖြစ်တယ်เนาะတေးပွဲတွေကြာတယ်နိုင်ပွဲတွေပျောက်တယ်နီးပြားတွေအပြောင်းလဲဖြစ်တယ်ကစားမတွေကိုသူများတင်းနေတဲ့အငှားတွေလက်လွတ်တယ်ကိုသိန်းကိုပြန်ရောက်လာတာထူးထူးခြားခြားဘာမှမရှိဘူးလူငယ်တွေရောက်လာတယ်ဘာမှလည်းကျွန်တော်တို့သိပြောအချိန်ကြီးကမကောင်းဘူး ဲ့လိုမျိုးဖြစ်နေတဲ့အချိန်ရူဘင်အမိုရီရောက်လာတယ်အမိုရင်ရောက်လာတော့လည်းအဲ့လိုပဲဘာမှအခြေအနေမကောင်းဘူးเนาะယူရိုပါလီလေးမှာပဲအတင်းကအခြေအနေကောင်းတဲ့အောင်လေးကျွန်တော်တို့ဖြစ်နေတာအဲ့လိုမျိုးနဲ့ကျွန်တော်တို့ပေါ့နော် final ကိုရောက်နိုင်ခဲ့တယ်ဆိုပြေးနေတာကကျွန်တော်တို့တိုင်ပတ်နေပါတယ်ဆိုတဲ့ຢာဒီမှာဗျာနော်တိုင်ပတ်နေပါတယ်ဆိုတော့ကျွန်တော်ယာဒီမှာယူရိုပါလိဖိုင်နယ်ကိုကျွန်တော်ရောက်တယ်ဆိုတဲ့ကဒါဖလားတလုံးအတွက်လက်ဒကန်ကျွန်တော်ရှိထားပြီးသားပဲစပါးကလည်းဖလားတလုံးကိုလက်ဒကန်ရထားပြီးသားကိုရီကလည်းဖလားတလုံးကိုလက်ဒကန်ကျွန်တော်ရှိထားပြီးသားပဲ ဒါအဲ့လောက်ခက်ခဲနေပါတယ်အဲ့လိုစုပ်ပြတ်တက်ပြီးတော့တမိုင်းတစ်လျှောက်အစုပ်ပြတ်ဆုံး Manchester United ပါဆိုတဲ့ပုံစံမျိုးမှာတောင်မှဘောလူပွဲကိုကျွန်တော်ရောက်နိုင်နေဗျာဒါဒါတောင်တောင်ကျွန်တော်မဟုတ်ဘူးတောင်တောင်ကျွန်တော်မဟုတ်ကျွန်တော်ဖာတာဖလားတော့ကျွန်တော်ရောက်အောင်ယူရမှာဒါပေမဲ့ထားတော့ဒါအဘူလူပွဲကျွန်တော်28ရက်နေလာမသိကျွန်တော်ကစားမှာဒါတကယ်ကဒါကြောင့်မလို့အရာအလုံးကျွန်တော်တို့ဟိုကိုယ့်ဘက်မှာရှိမနေတဲ့အချိန်မှာ အကုန်တိုင်ပက်နေတဲ့အချိန်မှာကိုရီဖိုင်နေရောက်နိုင်ခဲ့တာဒါမင်းလုံးဝမင်းလုံးဝလုံးဝကျွန်တော်တို့ဒါမင်းမင်းအောင်ဝေးခံပြလိုက်နော်ကျွန်တော်တို့ဒါလုံးဝပြောပြလိုက်နော်အေးစစ်စစ်မနေ့ကျရင်ကြွကြွမမောနဲ့မင်းသွားပလိုက်ဈေးထဲဒီပါလေနော်တငယ်ချင်းတွေပါရင်လည်းဒီကောင်လေးတွေးရမယ်ဟေ့နော်ပြိုင်ဘက်မင်းအသင်းကိုအားပေးတဲ့ဒီကောင်လေးတငယ်ချင်းတွေရှိတယ်မလားရအောင်အပြင်မှာတွေးရအောင်ဒီကောင်လေးမလာဘူးမလားမလားသူတို့အိမ်သွားသူတို့အိမ်သွားလည်းဖိတ်အတိုင်းပဲကွာပြောမင်းမင်းဆွဲခေါ်တည်တယ်မလားပြုံးပြုံးကြီးတွေနဲ့ထိုင်းပြီးတော့မင်းလှုပ်ပြလာပြလိုက်ဟုတ်တယ်မလားကိုရီတရားဒီလိုနီးပါဒုက္ခခံနာရတာလေဒီလိုအချိန်မျိုးကိုကျွန်တော်ရောက်တယ်ဆိုကြရတာအချိန်ကြီးကောင်းမယ် ဒါအချင်းကြီးကောင်းမယ်ဟုတ်တယ်မလားနော်ဒါအချင်းကြီးကောင်းမယ်ဒါကြောင့်ဒီပွဲကအများကြီးအတိတ်ပဲရှိတယ်ဗျာဒီလားနော် final ကူကြတယ်ကျွန်တော်အများကြီးအတိတ်ပဲရှိတယ်အများကြီးအတိတ်ပဲရှိတယ်နော်သူများတွေကတော့ကျွန်တော်တို့ကလာပြီးတော့အေးပြက်ခံပြီးကြည်ကြတာပေါ့လေဒီကောင်တွေမြက်ပြုတ်မလားဆိုတဲ့ပုံစံမျိုးနဲ့နော်အဲစိတ်မကောင်းဘူးပေါ့ဗျာနော်ဒါကြောင့်အတင်းတူပါဘာလို့ပြောစရာတွေတော့ရှိတာပေါ့လေကျွန်တော်တို့ပွဲနဲ့ပတ်သက်ပြီးတော့ထားပါတော့အာပထမပိုင်းမှာဘယ်လောက်ထိကျွန်တော်တို့အနေနဲ့ပေါ့နော် တိုင်ပတ်ကြောင်းကစားမားဒီနေနဲ့ဘလောက်ထိကျွန်တော်တိုင်ပတ်ကြောင်းမပထမပိုင်းမှာဆိုလို့ချင်းကာနာကျူတို့ဘလောက်ညံ့ကြောင်းနော်ဒူဂူတို့ဘလောက်ညံ့ကြောင်းတယောက်ချင်းတယောက်ဒီဘာလို့လွဲကြောင်းအများတန်းစီကျွန်တော်ပြောချပလိုက်လို့ရတယ်ဒါပေမဲ့လို့ပေါ့နော် final ကိုတက်တဲ့ကာလာတော့ဗျာနော်ကျွန်တော်သိဘာမှတော့သိကစားမားနေနဲ့ပတ်သက်ပြီးတော့ကျွန်တော်မပြောလို့တော့ဘူးကိုရီတို့ကနော်ဒီယူရိုပါလိမှာဒီလိုဒီလိုအခြေအနေမျိုးကိုရောက်ဖို့ဆိုတာကလည်းကျွန်တော်တို့မလွယ်ခဲ့ဘူးနော်မလွယ်ခဲ့ဘူးဆိုတော့အာမက်ဒီယာလိုတို့ဘာလို့ကိုအပြောင်းလဲတွေဘာတွေကျွန်တော်လှုပ်ပြီးတော့နီးပြဖြစ်သူနီးပြဖြစ်သူကိုမျိုးအများကြီးချီးကျူးရမှာအန်မိုရင်ကိုကျွန်တော်အများကြီးချီးကျူးရမှာ ဒီပွဲဆိုလို့ရှိရင်ကျွန်တော်တို့ဂိုးပေါက်ကန်တာ17ချိန်ပဲကျွန်တော်ရှိတာတကယ်တမ်းဘာမှမလုပ်နိုင်ခဲ့ဘူး17ချိန်ပဲကျွန်တော်ရှိတာ9ချိန်ဂိုးပေါက်တက်ပြီးတော့4ဂိုးရတာစဉ်းစားကြည့်တော့9ချိန်ဂိုးပေါက်တက်ပြီးတော့4ဂိုးရတာ9ချိန်ဂိုးပေါက်တက်ပြီးတော့ကျွန်တော်4ဂိုးရတာအမ်အတင်းတော့ကအဲ့လိုမျိုးအဲ့လိုမျိုးဆိုတော့ဟိုဘယ်လိုပြောမလဲ MOD အနေနဲ့ပေါ့နော်ဖြစ်တဲ့အပြောင်းလဲတွေလုတ်သွားတာကဒါအများကြီးအတင်းကိုကျွန်တော်တို့ဒီကမ်ဘက်ပြန်လာစေခဲ့တာပဲဝမ်းစီနဲ့ရှုံးနေတဲ့နေရာကနေနော်ဝမ်းစီနဲ့ရှုံးနေတဲ့နေရာကနေ၄ဂိုးပြန်သွင်းတာဗျစဉ်းစားကြည့်ဝမ်းစီနဲ့ရှုံးနေတာကျွန်တော်၄ဂိုးပြန်သွင်းတယ် အချိန်ကြီးကစဉ်းစားကြည့်လိုက်ဦးနော်မရတော့ဘူးပြန်တော့အချိန်ကကောင်းနေပြီဆိုဇက်တက်ကတွင်းကျင်လာပြီဆိုတဲ့ပုံစံမျိုးဖြစ်နေတယ် Rest Man White Land ကိုရတယ်ဗျာမေဆန်မောက်နှစ်ကူရတယ်ကက်စမဲရိုကူရတယ်ဗျာအော်မေဆန်မောက်နော်သူပွဲပြီးတော့ပြောထားပါသေးတယ်ဒါဒါသူကစားသူ Manchester United ဘဝမှာမကစားမဘဝမှာသူတွက်ပေါ့နော်ကျွန်တော်ဒါအကောင်းဆုံး minute 20ပဲပေါ့တကယ်တမ်းတွေးကြည့်ရရင်အသင်းကဟိုဘယ်လိုပြောမလဲ1-0နဲ့ကျွန်တော်ရှုံးနေတဲ့အချိန်များတည်းနော်ဟောဗျာအန်တိုနီဆန်တို့ရလာပြီနော်အသင်းအာဂိုးဘီရဲ့အိုက်ကူကတော့ နော်အတင်းကကျွန်တော်နေနေပေါ့နော်ကျွန်တော်ကျွန်တော်သားကြီးအန်တိုနီဆန်တို့ကဦးမေလျှောက်နေရေးဖန်တီးပြလိုက်ပြန်ပြီဘက်တီတွေအတိတယ်မလားနော်3 3ကြနေတဲ့ချိန်မှာကိုဦးမေဖန်တီးပြလိုက်ပြန်ပြီရောက်နေရေးတည်လာနော်အန်တိုနီဆန်တို့ကဘယ်မညာချင်းကြီးနဲ့ကိုချိုးပြပလိုက်တာမေဟုတ်လားဗလားမောင်ဆန်တို့တို့ကမေနော်ထားပါနော်ဆိုတော့ဟိုဘယ်လိုပြောမလဲဟိုမေဆန်မောင်းအတွက်ပေါ့နော်ဒဏ်ရာပြဿနာတွေပါနေတဲ့အများကြီးကျွန်တော်နေနေယုံကင်နေရတဲ့ချိန်မှာဗျာတည်လာနော်ယုံကင်နေရတဲ့ချိန်မှာဟိုဒီလိုမျိုးအတင်းတွေအရေးပါတဲ့ချိန်အရေးကြီးနေတဲ့ချိန်မှာကျွန်တော်နေနေနှစ်ကိုးသွင်းနိုင်ခဲ့တဲ့ဆိုတာက တော်တော်ကိုကောင်းတဲ့ຢာပဲနှစ်ကိုသွင်းနိုင်ခဲ့တယ်ဆိုတာအတင်းအတွက်အများကြီးကောင်းတယ်မီဆန်မောင်းအတွက်လည်းပရိသတ်တွေရဲ့ဗောနောကျောင်းနံပါတ်ခွန်ကိုပေးပြီးတော့ကျွန်တော်တို့ဒါဘာမှန်ဆွဲဆောင်ရေးကောင်းနေကျွန်တော်တို့ဒါမလုပ်နိုင်လို့ကျွန်တော်တို့ဒါဝေဖန်တာတွေဒီလိုမျိုးမျိုးသူခံနေရတာနော်အဲ့လိုဝေဖန်တာတွေကျွန်တော်ခံနေရတဲ့အချိန်မှာဘယ်လိုပြောမလဲဒါမျိုးပေါ့နော်သူတူစီနဲ့တနှစ်ကိုသူသွင်းနိုင်ခဲ့တယ်အများကြီးအတင်းအတွက်ကျွန်တော်အထိပယ်ရှိတဲ့နှစ်ကိုပြကိုဒီအေးအေးဆေးဆေးပြန်ဖြစ်သွားစီမဲ့အချိန်မျိုးတွေ ဝမ်းစီနဲ့ရှုံနေတဲ့အချိန်မှာဆိုလို့ရှိရင်ကျွန်တော်ဝမ်းဝမ်းဖြစ်သွားစီမဲ့ကိုသူတွင်းနေအဲ့ပထမလုံးတွင်းလာသူမင်းတော်တော်လှတယ်မေဆန်မောက်ဒီနေ့ပွဲမှာကျွန်တော်တို့ပေါ့နော်တွင်းနေဂိုးတွေကတော်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 အချိန်ကြီးကောင်းတဲ့ဂိုးတွေကြီးပါပဲပထမကုန်းဆိုလို့ရှိရင်လည်းပဲဟိုလန်နီယူတို့ကောင်းတာပေါ့လေဒါပေမဲ့ဘောလုံးဆွဲပြေးလာတာပေါ့ဒါပေမဲ့သူလုံးဝနောက်ပေါက်ကလေးနဲ့အသားလေး flick လုပ်ပြီးတော့သူလုံးဝတွင်းသွားတာတော်တော်ကောင်းပါတယ်เนาะတော်တော်ကောင်းတဲ့ဂိုးပါပထမဂိုးဆိုလို့ရှိရင်လည်းဒုတိယဆိုလို့ရှိရင်လည်းကျွန်တော်ဂိုးမလုံးဝတက်လာပြီးတော့ရှင်းနေအောင်သူစီရောက်လာတာကိုချက်ချင်းဘယ်ချင်းနဲ့เนาะဘယ်ချင်းနဲ့ကျွန်တော်တို့နေနေပေါ့နော် ကျွန်တော်တို့သာဒီ twin သွားတာဒါတော်တော်ကောင်းနေဗျာဒါကြောင့်အချီနီယာကအတင်းတွက်ကဘာပဲပြောပြောဟို resmas 2တောင်မှဗောနောကျွန်တော်ဂိုးရတာဒီဘာတွေနဲ့ဗောနောသူကနေသူကျွန်တော်သာအချီနီအရာလုံးကအစင်ပြေးနေတာနော်ဂိုးတွေကနော်တခါမှမရဘူးတဲ့ကောင်တွေတော့မှဂိုးတွေဘာတွေရတော့အချီနီတော်တော်ဟုတ်နေတယ်စဉ်းစားကြည့်ဗျာဒီလားနော်အဲဒါကြောင့်ဒီပွဲကဘလောက်ဘာပဲပြောပြောအတင်းတွက်အများကြီးထိုက်တန်နေပွဲပါနော်အဲမစ်ဆန်မစ်ဆန်ဘက်ကမ်ဘောက်ဗျာတယ်နော် ခြေစည်းပေါ်မှာပြောကီပေးပဲလွဲကျွန်တော်ဆက်သမားအဲ့လိုချက်ချောင်မပြောနဲ့နော်အဲ့လိုချက်ချောင်မပြောနဲ့သိကြမှာလို့နော်ကျွန်တော်တို့ခုမှနှစ်ခုပဲနော်နှစ်ခုမှကျွန်တော်တို့နောက်ဆုံးနှစ်ပွဲမှာသုံးခုပဲရတာသိတယ်နော်မလေးမလေးအဲ့လိုချက်ချောင်ပြောနဲ့ဆက်သမားနော်စူပါချက်ရဲ့ခြေသူးများကြီးတင်ပါတယ်စူပါချက်ရဲ့ခြေသူးများကြီးတင်ပါတယ်ဂူဒီဒီခြေသူးများကြီးတင်ပါတယ်နော်အဲ့လိုရှိတယ်ဆက်သမားရေနော်အဲအပျော်လွန်နေတာလားဗျာလေနော်သိပ်မပျော်ပါဘူးနော်ဘယ်ပျော်မဲလဲဗျာနော်ဖလားရတာမှမဟုတ်သေးတာအာမက်ကူကြည့်ရတာဗျာလေတကယ်မိုက်တယ်သူ့စီဘောလုံးရလို့ရှင်ဘာလို့ပြမလဲပဲရင်ခုန်နေရတာလေသူ့စီဘောလုံးရရင်မပြက်ဘူးကဘောလုံးမပြက်ဘူးတေချာပြီးတော့ တကူကူလုံနိုင်မှာကိုပဲကျွန်တော်မြင်နေရတယ်ဗျနော်အဲဟိုခါကြရလို့ရှင်လေဗျာဘယ်လိုပြောမလဲကနာချူကလည်းလေဘယ်လိုပြောမလဲကျွန်တော်တို့ကတော့ကိုလူငယ်ကစားမလေးပေါ့နော်ဖြစ်စီနေတာပေါ့တကယ်တကယ်ကောင်းကောင်းမြန်ကောင်းမလားမလားပါညာပြည့်တနာဗျာတယောက်ချင်းတယောက်တော့မကူကျွန်တော်စဉ်းစားလို့မရဘူးတယောက်ချင်းတယောက်မကူဒါဒါဒီပွဲကျွန်တော်တို့ကမင်းဒါပရမအကျော်ကလေးက3 1နဲ့နိုင်ထားလို့အဲ့လုံးမှာကျွန်တော်မကူဘူးဆိုလို့ရှိရင်ပရမအကျော်မှာလည်း3 1နဲ့နိုင်မထားဘူးဆိုလို့ရှိရင်မင်းအပွဲကဒီလိုမျိုးအပြောင်းလဲဖြစ်သွားမှာမဟုတ်ဘူးဒါကြောင့်ပြောတာရူဘင်အမ်မိုရီနေနဲ့ တကယ်ကောင်းတဲ့เนาะအပြောင်းလဲကိုသူလုတ်သွားတာပဲเนาะဂနာချူထုတ်ပြီးတော့အာမက်တီးယားကိုထည့်လိုက်တာဒါလုံးဝဖြစ်တဲ့အရာပဲဥကာဒီဆိုတပွဲလုံးတိုင်ပတ်နေတာเนาะကျွန်တော်ဒါမီဟိုကိုဘီမင်းနူးကိုကျွန်တော်ထည့်လိုက်တယ်ဒါဒါလုံးဝဖြစ်တဲ့အရာတွေမေဆမ်မောင်ကိုကျွန်တော်ထည့်တယ်ဒါလုံးဝဖြစ်တဲ့အရာတွေအတင်းဟာဒါမျိုးကျွန်တော်အပြောင်းလဲလုံရဲတဲ့နီးပြပြသိလားမနော်ပုံမှန်ဆိုရှင်တော့ဟာငါတို့ကတော့ဟေးတိုက်စစ်ကိုဒုက္ခပေးနေတယ်နော်တိုက်စစ်ကိုဒုက္ခပေးနေတဲ့ကောင်လေးကိုငါတို့ထဲမှရမှာဂနာချူထုတ်လို့မရဘူးဘာညာနဲ့ဖြစ်ရင်ဖြစ်နေမှာအမ်မိုရင်းကကျွန်တော်အမှန်ကန်လုံးဝအပြောင်းလဲလုပ်ပလိုက်တယ်ရဲရဲတင်းတင်းပဲ ဖြစ်တဲ့နယ်ပြားသေးတာဒီ weekend မှာလဲကာနာယူကစားခွင့်ရမှာပါကာနာယူကကစားခွင့်မရတဲ့အကြောင်းမရှိဘူးဒါပေမဲ့ကစားခွင့်ရတဲ့အခါကိုကတကယ်လုံနိုင်မှုပဲကျွန်တော်လူတာဗျာသူ့ကိုကျွန်တော်တို့အခွင့်အရေးတွေကျွန်တော်ပေးပေါင်းလဲကျွန်တော်မနေဘူးဗျာသိတယ်မလားနော်ပြီးရင်လည်းပဲကာနာချူကိုကျွန်တော်ကြည့်ရင်ဒီလိုမျိုးလွှဲတာကဒါပထမဆုံးချိန်မဟုတ်ပထမဆုံးချိန် okay ထားအောင်တော့မပြောလို့ဘူးဒီပွဲဆိုနှစ်ချိန်ဆက်တိုက်ရှိတယ်ဗျာနော်ပထမတစ်လုံးဘရူနိုဖရန်နက်စ်ပေးလိုက်တဲ့လုံဆိုဒီကောင်ချော်ပြီးတော့ထိန်းတာ first stage တော်တော်ညံ့တာအဲ့ဒါကနေချောထွက်သွားပြီးတော့ chance တစ်ခုကျွန်တော်တို့ဆုံးရှုံးလေးရတယ်နော်အခုလည်းရှိကျွန်တော်တို့အနေနဲ့တယောက်ချင်းတယောက်သူတွေ့တယ်ဆုံးရှုံးလေးရတယ် ဟောအခုလည်းရှိသူများတွေဘလို့လုတ်ပြသွားတယ်အာမတ်တူပါတော့ကျွန်တော်ထည့်တဲ့ချိန်မှာပြိုင်ပဲကစားမတွေလည်းအမြဲတမ်းနှီးပါမင်းတော်တော်တိုင်ပတ်နေတာဒီကောင်းရင်ဆိုလို့ရှိရင်လည်းအဲ့လိုမျိုးကျွန်တော်ကဖြစ်နေရမှာပဲသိလားနော်အဲ့ကြောင့်ဘာပဲပြောပေါ် MOD ကိုကျွန်တော်ချီးကျူးရမယ် MOD ကိုကျွန်တော်ချီးကျူးရမယ်နော်ဖြစ်တင်ဖြစ်တဲ့အပြောင်းလေးတွေသူလုတ်ပြထားတာဒါအပြင်ကျွန်တော် MOD တွေအင်မတန်ခဲရင်နေတဲ့ကာလာမျိုးပြ MOD ဟာဘယ်လိုပြောရမလဲဆိုတော့ဒီယာဒီမှာပေါ့နော်သူလုံးဝသူ့နဲ့အရာအလုံးအချင်းကြီးကောင်းနေပါတယ်ဆိုတော့ဒီ supporting ကနေပြီးတော့သူ့မှာအကုန်တိုင်ပတ်နေတဲ့ unit တက်ကိုပြောင်းလာတာ ဇန်နဝါရီအပြောင်းအရွှေ့မှာလည်းသူ့မှာဘာအပြောင်းအရွှေ့မဲ့လုတ်ပိုင်ခွင့်မရှိဘူးကိုအသင်းကနေပြီးတော့ကစားမားတွေတော့ကျွန်တော်တို့ကထုတ်လိုက်တယ်စန်ချိုလို့เนาะစန်ချိုထားပါဗျာဒီပါအာမတ်ဒီပါလေဒီအန်တိုနီဆန်တိုစ်တို့เนาะကျွန်တော်ပြီးလို့ရှိရင်လက်ရှိမှာ market stretch ဖို့တို့ကျွန်တော်တို့ဒါအများကြီးပဲဟုတ်တယ်မနော်အများကြီးပဲကျွန်တော်ဒါပြီးမဲ့လို့ဘာဖြစ်လဲဆိုတော့ဟိုပြန်ပြီးတော့ရတာကျတော့ကျွန်တော်ပက်ထရစ်ဒူဂူနဲ့လူငယ်လေးတွေတော့ပဲကျွန်တော်ရှိတာအရန်သင်းတုံးလို့ရတဲ့ကစားမဆိုတော့အဆင်မပြေဘူးဒူဂူတော့မှအသက်20လားပဲမသိဘူးကျွန်တော်ရှိသေးတာဗျာဟုတ်တယ်မလားအဲ့လိုမျိုးဆိုတော့အမ်မိုရီယာခက်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  အခြေအနေတခုကနေပြီးတော့ကျွန်တော်တို့ဒါမျိုးကြီးကိုဖန်တီးထားရတာဒါကြောင့်မလို့ MOD အတွက်လည်းကျွန်တော်အများကြီးချီးကျူးရမယ်ယူရိုပါလိမ့်မှာကျွန်တော်လုံးဝရှုံးပွဲမရှိဘဲနဲ့ final ကိုကျွန်တော်ရောက်သွားတာအများကြီးကျွန်တော်တို့အတွက်ဂုဏ်ယူစရာပါပဲပြောပြော final မှာတော့ကျွန်တော်တို့ဒါမလို့ပူဘောလူပွဲတော့ကျွန်တော်တို့နေရဖို့တော့ဖလားဖလားတော့ကျွန်တော်ရဖို့လိုသေးတာပေါ့လေပါပဲအသင်းအတွက်တော့ဒါကြောင့်မလို့ခက်ခက်ကြဲကြဲနီးပြားကကျွန်တော်တို့ဒါလုတ်ပေးထားတော့ဒါမဆိုးဘူးပေါ့ဗျာကျွန်တော်ပြောရနော်ဒီကတော့ဗျာတဲ့ final မှာကျွန်တော်တို့နေနေပေါ့နော် final က final ကိစ္စအရအခုလိုမျိုး final ကိုတက်သွားတာကပဲပေါ့နော်ကျွန်တော်တို့ အချိန်ကြီးကောင်းပါတော့တယ်နော်အဓိကတော့ဗျာကျွန်တော်ပြောချင်တာက final မှာဘယ်သူပဲတက်တက်လေးဗျာနော် final ရောက်ပြီဆိုကတဲ့ကရှင်းရှင်းလေးရဗျာနော် Europa League final ကိုရောက်ပြီဆိုကတဲ့ကဟိုကိုအသင်းကလည်းဖလားရကိုကျူးပန်းပါပဲသူများအသင်းကလည်းဖလားရကိုကျူးပန်းပါပဲ final ကျတော့ကွာဟိုသင်းနဲ့မကန်ကြီးဘူးဆိုလက်ပြန်ကြီးလို့မှမဖြစ်တာငါတို့ final ကိုရောက်ချင်တယ် final ကိုရောက်မှဖြစ်မယ် final မှာဘယ်သင်းနဲ့ပဲတွေ့တာတကယ်တော့အဲ့လိုမျိုးဖြစ်နေရမှာဗျာသိလားအဲကြောင့်ပေါ့နော်ဘာပဲပြောပြောအသင်းတွက်နော်ဘာပဲပြောပြောကျွန်တော်ဒါအသင်းတွက်ကဒါတကယ်လုံးဝ တို့ final final ကဏ္ဍတွေကမင်းဟိုစိတ်ပူတာပြီးခဏထားလိုက်ဒါကအဲ့အဲ့ချင်းချင်းသူ့နဲ့သူကျွန်တော်ဖြစ်သွားမှာနော်အဓိကက final ကိုရောက်ဖို့ပဲ final ကိုမရောက်နိုင်မနဲ့ final ကိုတွေးပူနေတဲ့အတိတ်ပဲမရှိဘူးဟုတ်တယ်မလားနော်ဘောလုံးဘဲကိုရောက်ဖို့အဓိကပဲဆရာသမားရနော် အာဂျင်တီးနားဖိုးချစ်ကပြားတဲ့ပထမပိုင်းကလေးကဖြုံးနေလို့တဲ့မဟုတ်လို့ရှိရင်ကိုရီနေနဲ့ပေါ့နော် AACC ဖြစ်နေရမှာတဲ့နော်ဘာပဲပြောဖိုင်နယ်ကိုရောက်သွားပြီဆိုတော့နည်းနည်းလေးတော့ခွင့်လွှတ်လိုက်ပါမယ်နော်နည်းနည်းလေးတော့ခွင့်လွှတ်လိုက်ပါမယ်ပထမပိုင်းငားတဲ့တော်တော်စိတ်ပျက်စရာကောင်းနေပြားတဲ့ပက်ထရစ်ဒူဂူတကောင်ပဲလှုပ်တယ်တဲ့လူလဲပြီးတော့ချက်ချင်းကြီးကိုပြောင်းနေသွားတာနီးပြားဆိုတာဒါမျိုးဖြစ်နေရမှာတဲ့နော်ဖန်နက်စ်ကပြားတဲ့နော်နေရိုနံပါတ်10တဲ့စန်တမီဖီကပို့ပြီးတော့ကောင်းနေလို့ထင်နေတယ်နော်ကွင်းလေထိမ့်မဲ့သူမရှိဘူးတဲ့နော်အဲဘရူနိုဖန်နက်စ်ပဲကွင်းလေကထိမ့်နေတော့တဲ့နော်โอเคကြည့်ဒီများနေပါတယ် အဲသူများအသင်းပြည်သက်တွေပူလောင်နေတော့မှဒါဒါဒီကောင်ကြီးကန်တာဗျာနော်ဒါကျွန်တော်တို့အာရုံစိုက်ရမယ့်အရာမဟုတ်ဘူးသူရန်သူပူလောင်မကလို့မင်းရင်းနှီးဘူးနဲ့ချိုးပါဘာပဲဖြစ်နေဖြစ်နေဗျာနော်ပေါ်ပတ်စုရင်စူးနေပါလေစေကျွန်တော်တို့ကန်တာမဟုတ်ဘူးနော်ကိုရီးယားကိုအသင်းပေါ်မှာအာရုံစိုက်ရမှာမိထားလိုက်ပြဿနာမရှိဘူး Okay fine မားတယ်အဲစပါကူနိုင်ကျင်နေဗျာတဲ့ဒီရာစီစပါကူမနိုင်ထားတော့လန့်နေရတာတဲ့နော်ဘလို့တင်လဲဗျာနော် Okay နော်ဆိုတော့ final အကျူရင်ခုန်တာ AC မှာ AC မှာနောက်မှာလာမှာလာမှာလောလောဆယ်ကျွန်တော်တို့အသင်းကိုအသင်းကဗျာ final ကိုတက်အောင်လှုပ်ထားတော့ ဒီပေါ်ကူပဲကျွန်တော်အရင်အာယုံဆိုင်ကြအောင်သူနော်ဖိုင်နယ်ကရောက်ရင်လည်းမင်းပူရမှာပဲလေနော်အခုတွေးဘူးဘာလို့မှာတော့အခုတွေးဘူးဘာလို့မှာတော့ဖိုင်နယ်ကျမှကျွန်တော်ပူမှာပေါ့ပူရင်းပူတော့အခုဟာကဘူလူဘဲကိုကျွန်တော်ရောက်တဲ့ဆိုကလေးကအချီနီကကိုတင်းတွေ့ကျွန်တော်ပေါ့နော်တော်ကောင်းသွားပြီမန်နော့သမက်ကတော့နီးပြပါပဲပြားတယ်နော်အဲနီးပြရဲ့အပြောင်းလဲတွေကအများကြီးစကားပြောသွားတာပေါ့လေမေဆန်မောင်ကမန်နော့သမက်ရှားလိမ့်မယ်ထင်ပါတယ်မီဆမ်မောင်ကဒီပွဲမှာကျွန်တော်တော်တော်ကိုလုံးဖြစ်သွားတာအဲအိုနန်းနာတော့မင်းငါတားချက်သေးတယ်တကယ်ပြတာအိုနန်းနာကိုမင်းကျွန်တော်ကြည့်ပြရအဲအဲ့လိုမျိုးအမြင်ပေါ်ရီဆိုလို့ရှင်ဘယ်ကူးသမားမှနှစ်ဖက်မပုတ်ဘူး တစ်ဖက်ထဲလှမ်းပြီးပို့ဝါတာနဲ့နှစ်ဖက်လှမ်းပြီးပို့ဝါတာနဲ့မင်းအဲ့နှစ်ဖက်လှမ်းတာမင်းဘလို့မှလိုချင်တဲ့ height ကိုမရောက်ဘူးသူများအသင်းကူးသမားတွေဆိုလို့ရှိရင်အဲ့လိုမျိုးအဝေးဘောတွေအမြင့်ဘောတွေကိုလှမ်းပြီးတော့ reach လုပ်တဲ့ကလက်ကတစ်ဖက်ပဲသုံးတယ်နှစ်ဖက်ကြီးဆိုတော့မင်းဘလို့သွားပြီးတော့ဖြစ်တော့မှာတော့ဒီလားနော်အဲဟိုဒါကြောင့်မနော်တော်တော်တိုင်ပတ်တယ်ပေါ့လေဒီလားနော်တော်တော်တိုင်ပတ်တယ်အချင်းကြီးကဘလို့မှအဆင်မပြေဘူးဘူးသမားဟာကျွန်တော်တို့အတွက်အဓိကစိတ်ပူရမယ့်အရာပဲဘူးသမားကကျွန်တော်တို့ရဲ့စိတ်အဲ့အလုံးဆိုလို့ချင်းကျွန်တော်ကြည့်ပြကံကြက်ကောင်းတာမကောင်းတာမင်းမင်းတကခွန်းခဏထားအောင် เนาะကံကြက်ကောင်းတာမကောင်းတာခဏတောင်သူ့ဟာနဲ့သူဒီအဲ့လုံးဆိုမြဖြစ်တဲ့စရာအကြောင်းမရှိဘူးဟုတ်တယ်မလားသူများအတင်းကုသမားတွေဆိုရင်တိကန်နာတော့မမင်းမဝင်နေတဲ့အချိန်မှာဗျာတည်တယ်เนาะတိကန်နာတော့မဝင်နေတဲ့အချိန်မှာကိုကောင်မင်းအဝေးရန်နေလန့်ကန်တာအောင်မင်းကိုကြီးခွင့်ပြုလဲရတယ်ကိုအတင်းရမှာအရင်ကလေးကတိုင်ပတ်နေပါတယ်เนาะလုံးဝစိတ်ချလက်ချကစားတော့မဟုတ်တယ်အဆင်မပြေပါဘူးဆိုမှအဲ့လိုမျိုးကြီးလှုပ်ချပလိုက်တယ်ဒီရမတော်သေးတာเนาะကိုဘက်ကအမ်မိုရင်အပြောင်းလဲတွေမှန်ကန်ပြီးတော့ကျွန်တော်တို့အဆင်ပြေသွားလို့เนาะကျွန်တော်တို့အချိန်ကြီးကောင်းသွားတာတော်သေးတယ်ကျွန်တော်ပြောရမယ် မေဆန်မောင်းတော့ဝမ်းသာစရာပါပဲတဲ့နော်တိုင်ပတ်နေတဲ့အချိန်မှာဂူရီပါတွေလိုအပ်တာတွေကိုတွင်းပြီးတော့နော်ဒါဒါဒါဝမ်းသာကြပါမေဆန်မောင်းတို့ကတကယ်တကယ်ဝမ်းသာစရာပါနော်ဘာပဲပြောပြပြရတယ်နော်ဂူသမားကိုပဲစိတ်ပူတာတဲ့ကျန်တာကတော့သူ့အနေနဲ့သူအချိန်နဲ့အဆင်ပြေသွားမယ်ထင်တာပဲတဲ့နော် လောင်ဖိုးကြီးကြိုက်လာတဲ့တကယ်ပြောအာယူနောက်တယ်ကျွန်တော်တို့ဘလူးမန်ကိုကျွန်တော်စဉ်းစားလို့မရဘူးဘာလို့မြင်ကိုရီပေါ့နော်လောင်ဖိုးကြီးပဲငါတို့ကစားကြည့်နေရတာလေပေါ့တိလာဟိုမလိုအပ်ဘူးလေပြဟုတ်တယ်မလားတချို့အလုံးကြီးကျတော့ AECC ပဲအကွက်ကို AD ဟွာဟွာလုတ်နေရမယ့်အချိန်မှာဗျာတိတယ်နော် AECC နဲ့ကျွန်တော်တို့ဖြစ်နေရမယ့်အချိန်မှာမလူအပ်တဲ့ဘောတွေကိုကျွန်တော်တို့ကလောင်းဘောတွေပါရင်ပေးတာတော်တော်ကိုအဓိပ္ပာယ်မရှိတာတော်တော်ကိုအဓိပ္ပာယ်မရှိတာဟိုရသည်မြအလုံးနံကိုဖောင်းတိုင်းခွန်ပြစ်နေတာပြီးရင်လည်းပဲခေါင်းဘောတိုက်နေတာဆိုလို့ကို့မှာကအဲရှေ့မှာ resmat တယောက်ပဲရှိတယ်ဗျာတိလားဟောအဲ့အရာတွေကိုကျွန်တော်တို့ကတောင်းမန်းတွေကိုပို့တော့လေဘောလုံးကလူချင်းနဲ့စီမရဘူးဗျာဘောလုံးကလူချင်းနဲ့စီလည်းမရောနော်ပြလိုက်တာတော့မင်းလောင်းဘောတွေကြီးပဲအဲ့ဒါဘလို့မှအချီနေမကောင်းမဖြစ်သင့်ဘူးဗျာအတိုင်းတာတစ်ခုဒီကိုကထိန်းထားရမှာဟုတ် နော်အတိုင်းအတာတကူကြီးကျွန်တော်ထိန်းထားမှာမထိန်းနဲ့နော်အဲ့ဒါပြည့်တနာတော်တော်ကြီးတယ်လောင်းဘောတွေကမကြိုက်ဘူးဆရာကြီးလောင်းဘောတိုင်းကကျွန်တော်ကောင်းအောင်မဟုတ်ဘူးနော်အဲစပားနေဆိုလို့ရှိရင်ပြားလိုက်ကိုရီးယားတယောက်ကျိုးပြီးလို့ဖြစ်မှာပဲတဲ့ဦးနန္ဒာကလူပုတ်ကြီးဟိုတဲ့လူရှော့ပြန်လာတာတော်တော်ကောင်းနေလို့ထင်နေတဲ့လက်ဖွင့်ပမာတော်တော်အဆင်ပြေတဲ့ဒူဂူထက်စားလို့ရှိရင်တဲ့အင်းကျွန်တော်ကတော့ ဟိုအမှန်တမ်းပြောလူချိုးကဒီဘက်မှာဘာမှတာမန်ထက်ပိုတယ်လို့ကျွန်တော်မထင်ဘူး။အခုပြောတာဒိုဂူဟိုဒိုဂူကအဆင်ပြေတယ်လို့တော့မဟုတ်ဘူး။ဒါပေမဲ့လူချိုးကဘာမှပြောဝါလောက်အောင်ဒီလုတ်သွားနေတာမရှိပါဘူး။လူချိုးဒီမှာနော်ဘာမှလုတ်သွားနေတာကျွန်တော်မရှိပါဘူး။၂၂နှစ်ဒီမှာတယ်နော်ဖလားယူပြီးနောက်ဆုံးပီလာနဲ့ပွဲကိုပြရတယ်ယူရင် planet ဆက်ပြီးလုပ်၂၂နှစ်ရည်နဲ့၂၈နှစ်ရည်နေတင်နေ၂၂လား၂၈လား၂၂ဆိုရင်တော့ခဏလေးနော် final က 22ရက်နေ့ဟုတ်တယ်เนาะ22ရက်နေ့ကျွန်တော်တို့ညပေါ့เนาะကျွန်တော်တို့ဒါ22ရက်နေ့မနက်ခင်းပေါ့เนาะ22ရက်နေ့ညဆိုတော့โอเคကျွန်တော်29တင်းနေ22ပြန်เนาะကြည်ဒီမြားတွေမာတယ်ကြည်ဒီမြားတွေမာတယ်အဲကက်စမီရိုကเนาะဟုတ်နေတာတဲ့အမိုရင်လောက်အမိုရင်လောက်မှာကက်စမီရိုကြီးအမှန်ကန်ပြောင်းလဲလာတာเนาะဒီလားအမိုရင်လောက်မှာလေကက်စမီရိုကြီးတော်တော်ကြီးပူကောင်းလာတယ်အထူးသဖြင့်အမိုရင်ပြောသလိုပေါ့ဗျာသူကက်စမီရိုကိုဘလို့တုံးရမလဲဆိုတော့သူသဘောပေါက်တယ်ပေါ့เนาะသဘောပေါက်သွားတယ်ဘာညာသူပြောထားတာ哦တကယ်လဲကက်စမီရိုကက်စမီရိုကြီးကောင်းလာတယ်ပြည်တနာက ကျွန်တော်အဲ့မကြိုက်သေးတဲ့အဲ့လောင်းဘောတွေပဲလောင်းဘောတွေတော်တော်ပြက်တနာကြီးတယ်အဲ့လောင်းဘောတွေကိုကျွန်တော်ဘလူးမန့်ကိုကျွန်တော်သဘောမကျဘူးဗျာအဲ့လောင်းဘောတွေကကက်စမီရိုကအာမတ်ကြီးကားတယ်နော်တကယ်ကောင်းတာဗျာတဲ့ကာနာချူကပထမပိုင်းမှာရမယ့်အလုံးတွေအများကြီးတဲ့လူလဲမှာအလုတ်ဖြစ်တော်တယ်ပထမပိုင်းကဘောလုံးမှာဘောလုံးကကိုယ့်ဘက်မှာကိုမရှိတာတဲ့နော်လူလဲမှာပဲအစဉ်ပြေသွားတော့တာနီးပြကိုပဲအများကြီးချီချူရမှာပဲတဲ့နော်ဟုတ်ကဲ့ပါအာကက်စမီရိုကတော့ဟုတ်လာပြီဗျာတဲ့အားရချင်းနေဆရာပဲတဲ့တိုင်ပတ်သွားပြီထင်တာအားတဲ့နော် โอเคပါမေဆံမောင်လေးပြရတဲ့ဂူးရတော့သူ့အတွက်အများကြီးပူကောင်းမယ်လို့ထင်တာပဲတဲ့နော်โอเคပါမိနစ်60တိပြရတဲ့ကစားပုံကတော့ဘလူးမန်ကိုအဆင်မပြေပါဘူးတဲ့လူသားလဲလို့တာအများကြီးပူကောင်းသွားတာဟုတ်ပါတယ်အမှန်အမှန်မကန်ပဲဝင်းဘတ်တွေထက်ပြဖို့လူတွေပြရတဲ့လက်ရှိဝင်းဘတ်တွေကဘလူးမန်အချင်းကြီးကောင်းမနေဘူးဆိုတော့တဲ့နော်โอเคပါချစ်သူများဒီမှာတဲ့လောက်ပါမှာအပြောင်းလဲတွေကကျွန်တော်ဒီလောက်နဲ့ကျွန်တော်မရဘူးပူကောင်းတဲ့အပြောင်းလဲတွေကျွန်တော်လုံနိုင်မှရမှာအမေဒီယာလုံးနဲ့မေဆန်မောင်တော်တော်ကောင်းနေပြတယ်ဒီပွဲမှာတဲ့ချီချူရမယ်သူတို့ကြောင့်အပြောင်းလဲတွေဖြစ်သွားတာတဲ့နော်โอเคပါ road to final ရောက်သွားပြီနော်โอเค အဲကျေးဇူးများရပါတယ်ကောင်းဆုံးကဗျာနီးပြပါပဲတဲ့နော်ကစားမားတွေကိုဒီလိုမျိုးအပြောင်းလဲလှုပ်ရဲတဲ့နီးပြမျိုးကိုကျွန်တော်တို့ကမျှော်လင့်တာဦးကာဒီနဲ့ကက်စမဲရိုအတွေ့ကားလည်းပြိုင်ဘက်ကွန်းလေကိုလုံးဝမရှင်းနိုင်ပါဘူးဗျာတဲ့နော်ဦးကာဒီကမရဘူးဗျာနော်ကက်စမဲရိုကလည်းကျွန်တော်ကြာကြာတော့ကျွန်တော်မရမှာမဟုတ်တော့ဘူးလေနော်နော်ကြာကြာတော့ကျွန်တော်ရမှာမဟုတ်တော့ဘူးနော်ဦးကာဒီကဗျာဘာလို့လဲမသိဘူးအဲ့အဲ့ဟိုဟာဟွာကနေပြန်လာပြီးကလေးကအချိန်ကြီးမကောင်းတာပဲဒီလားနော်ဥရုဂွေးကနေပြန်လာပြီးကလေးကဘာဒီစားလာလဲမသိဘူးမြင်အချိန်ကြီးမကောင်းတာမြင်ဒီကောင်း အရင်ရောက်စားတော့မှနေလုံးဝမတူတော့တော်တော်တိုင်ပတ်တယ်နော်တော်တော်တိုင်ပတ်တယ်။ဘာပဲပြောရဲနီးပြအမှပလန်ဘီရှိတော့ဗျာတဲ့ပလန်ဘီကအများကြီးအလုပ်ဖြစ်သွားတယ်ပြောရမှာပေါ့တဲ့နော်အမှန်ကန်ပဲ။နောက်ဆုံးတော့ပြရတဲ့စပိန်သင်းတွေကို AC နိုင်ပြီးတဲ့ဒီကောင်လေးစပိန်စပိန်ပါညာမပြောရတော့ဘူး။ဒီကောင်လေးစပိန်သင်းတွေကိုကျွန်တော်ဖြုတ်လာတာဗနဲ့သင်းလေ။နော်ဒီကောင်လေးအခုတသိန်းပြာနော်။ပြီးလို့ရှိရင်ကျွန်တော်တို့အဲဘယ်သင်းတွေညစူစီတက်တို့ပါဦးကြံသေးလား။နော်ပြီးလို့ရှိရင်ကျွန်တော်တို့နော်စပိန်သင်းတွေကိုပဲကြည့်ပဲကျွန်တော်တို့ကနိုင်လာတာဗနဲ့သင်းမဲမသူဒီရာဒီမှာနော်။ ။အဲ့ဒါ PSG တို့ဘာလို့ပရီးမချန်ပီယံလိမာမျိုးပရီးမီးယားလိအသင်းတွေကိုဖြုတ်လာတယ်လို့ပဲ။ကိုရီးလည်းမင်းစပိန်အသင်းတွေကြီးပဲကိုဖြုတ်လာတာ။အင်းမင်းရတယ်နော်။ခါတိုင်းစပိန်ကိုမနိုင်ဘူးနိုင်မှုပြောနေကြလို့နော်။မှန်ကန်စပိန်အသင်းတွေကြီးပဲကိုကျွန်တော်တို့ကနော်ကျွန်တော်တို့ဖြုတ်လာတာ။ဘာပဲပြောပဲပြားတယ်နော်။လာလီဂါမှာခန်းစစ်အကောင်းဆုံးဆိုတဲ့အသင်းကိုကျွန်တော်9ကိုးသွင်းထားတာပဲတဲ့နော်။2ကြော်ပေါင်း။ဟုတ်တယ်နော်။ပရမပြောပရမပရမပိုင်းပရမကျောင်းကဟိုတယောက်ရောနေဆိုတော့နည်းနည်းလေးဒီကောင်လေးပြောချင်တယ်လို့ဖြစ်နေတာအဲဒုတိယကြောက်လဲရရောငါလုံးပါမယ်သွင်းခွဲပလိုက်တာကိုကောင်လေးရမယ်တားကိုချင်းကြီးကောင်းတယ်ပါသူမနော်ပြောရင်ဆိုချီးရပိုင်းချလိုက်ငါတော့အဲ့ ကိုကလေမင်းအရာတခုကိုစိတ်ဝင်စားလုပ်နေပြီဆိုလို့ရအင်တာတားတက်ချင်တာဘာဖင်မှန်းမသိဘူးငါတို့တော်ကြက်တီတုံးနေသီလားဘာမှမသိခါတိုင်းဆိုလို့ရှိရင်မင်းမဟုတ်ဘူးအဲ့လိုဥကာရီပါစင်ပြတာကဗျာတဲ့နော်ဘရူနိုအခုကစားတလောက်တော့မပြီးနိုင်တော့ဘူးတိုင်ပက်နေတယ်လို့မြင်နေရတယ်နော်โอเคပါကျေးဇူးများဒီမှာလဲအဲစောင်းတဲ့မှတ်ထားလိုက်ပြရတယ်နော်ကျွန်တော်တို့ဖလားရမှာတယ်နော်ယူရိုပါလိကျွန်တော်ရမယ်ပြရတယ်နော်ဟုတ်ကဲ့ပါနော်ကျွန်တော်ရဖို့မျှော်လင့်နေရဖို့မျှော်လင့်နေလို့တဲ့တော့ဖလားဘိုလူပွဲတွေပါတွေကိုတွေးပြီးတော့စိတ်မပူကြပါနဲ့ကိုကောင်နေနော်ကိုရီ ဘာပြောလဲရှိဖိုင်နယ်ရောက်ကာကိုကတော့တော်တော်အချိန်ကြီးကောင်းနေပြီเนาะကျွန်တော်တို့မပူနဲ့เนาะကျွန်တော်ဖိုင်နယ်ကိုရောက်လို့ရှိရင်ကျွန်တော်တို့ဒါတပြင်ပူအောင်မှာတက်ဖို့ပြရတဲ့တေချာနေတဲ့အချိန်ကြီးကိုတဲ့ဂူပြက်နိုင်သွားတော့ဖိုင်နယ်တွက်လဲအတိုင်းတာတစ်ခုဒီအချိန်ကြီးကောင်းသွားပြီလို့ကျွန်တော်မြင်နေရတယ်เนาะဘာကာကိုလည်းဖြုတ်ထားသေးတယ်လေးတွေเนาะဘာကာကျွန်တော်ဘယ်တော့ဘာကာဟို့တော့ငါလေးเนาะကျွန်တော်ကျွန်တော်ဒီယာဒီပြောနေတယ်เนาะဘာကာဒီဘာတွေကဟို့တော့ငါဆရာကြီးဒီချိန်နာဘာကာနဲ့တွေ့လို့ရတော့အင်းเนาะယက်တိလက်စားပြီပဲပြင်မင်းမရအောင်ဆရာကြီးခါတိုင်းလို့တော့ ဒုတိယပိုင်းကဗျာတဲ့နော်အဲဘလို့တော်သိတာဘောတဲ့ခုကောင်တွေပြန်ကောင်းလာလို့ပထမပိုင်းကပုံစံနဲ့ဆိုလို့ရှင်တော့မလွယ်ဘူးတဲ့နော်โอเคပါ UEFA အဲချန်ပီယံလိဝင်ခွင့်ရပြီလို့ပြောလို့ရလာတယ်မညာသေးပါဘူးဆက်သမိုင်းနော်ယူရိုပါလိဖလားရမှာချန်ပီယံလိဝင်ခွင့်ကကျွန်တော်ရမှာပါနော်ဝီလျံညီကိုမပါတာပဲတဲ့ပထမပိုင်းကတော်တော်ကန်ကောင်းနေပြောရမယ်တဲ့ကိုအတင်းတိုင်ပက်နေတဲ့အချိန်နဲ့ဒီကောင်ညီကိုပိုင်မလွယ်ဘူးနော်အမှန်မဲအမှန်မဲနော်အမလီ အင်တာမီလန်နဲ့ယူနိုက်တက်ပြားတဲ့စူပါကပ်ကံတော်ကြည့်ကောင်းပြီတဲ့နော်အဝေးကြံပါသေးစူပါကပ်ဒီမမန်းနေကိုဆီယသမိုင်းနော်စူပါကပ်ဒီမမန်းနေကိုဆီယသမိုင်းနော်ကိုကောင်လေးကနော်ကျွန်တော်တို့တွေးဆိုတဆုံတွေးတာကိုလူတွေရေနော်တဆုံတွေးတာမင်းရတယ်နော်နောက်ရသည်ဒီပါဒီပါနော်ဟိုတဆုံတွေးတာနေဦးဆီယသမားတွေနော်စူပါကပ်ဒီပါဒီကလောလောဆယ်ကျွန်တော်တို့ဖိုင်နယ်တက်သွားပြီနော်အိုင်ဖိုင်နယ်မှာဘူဘူဆွဲဦးမှာအမလီ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 ဆီယသမိုင်းနော်စူပါကပ်ဒီခဏနေကြအောင်နော်လောလောဆယ်စူပါကပ်ဆိုဒီဇိုင်းကယ်ဒီပါဒီစီးထားကြအောင်လောလောဆယ်အိုင်အိုင်စူပါကပ်ကခဏနေကြအောင် ခေါင်းကြီးချင်းဒီဘယ်လိုမြင်လဲပြရတယ်နော်ဟိုဒီပွဲကတော့အချင်းကြီးကောင်းတဲ့သူခက်ရှားရှားပါမှန်းလည်းပြောရရင်အဲခေါင်းကြီးတို့ပါလို့လည်းရှိမှမှန်ကန်ကောင်းလာတော့တိတ်တော့မပြောလို့ဘူးဒီကောင်ပထမအလုံးကိုယ်ကြီးပြရတဲ့လုံဆိုလို့ရှိရင်ခေါင်းကြီးကစမားတာခေါင်းကြီးကကိုယ့်လူကိုတေချာမပေးနိုင်တာနော်ပြီးလို့ရှိရင်ကျွန်တော်တို့ဂိုးသမားဒီကောင်ဒီမင်းတရားတကယ်ပြောတာအကြောင်ပြောကျွန်တော်နောက်တော့မဟုတ်ကိုအတင်းကဂိုးကြီးပြရပြီဆိုရင်ကျွန်တော်ကြည့်ကြည့်ပြသေးလားဂိုးကြီးငါတို့ပြရတဲ့ဟိဆိုလို့ရှိရင် ဘာဖြစ်လဲဆိုတော့ကိုသူများတွေကောင်းလို့ဆိုရတယ်ကိုအတင်းရကြီးပဲကိုအတင်းမလို့ဂိုးတွေပေးရတဲ့အရာတွေကြီးပဲတိလားအဲ့ဒါအဲ့ဒါတော့တိုင်ပတ်တာအဲ့ဒါတော့တိုင်ပတ်တာနော်အဲ့ကြောင့်မင်းကိုဂိုးပေးရတာတွေကကို ကိုဘက်ကနေစတယ်ဆိုအဲ့ဒါကိုပြောတာ Anandes နဲ့ပြားတဲ့ Resman Khoiland ကိုဂိုးသွင်းအများဆုံးစုရစေချင်တာတဲ့အရေးကြီးဆုံးက Euro ပါလီဖလားပါဆက်သမိုင်းနော် Individual စုတွေကနောက်မှာနော်ကျွန်တော်မိထားလိုက် ဖလားရလို့ရှိရင်တော့အကောင်းဆုံးပေါ့ဗျာတဲ့ဘာပဲပြောပြောဖိုင်နယ်တက်တာကအတိုင်းတာတကူဒီအချိန်ကြီးကောင်းနေပြီတဲ့တိုင်ပက်နေပါတယ်ဆိုတဲ့အချိန်ကြီးကနေတက်သွားတော့တယ်နော်ဟုတ်တယ်ဟိုဘက်မှာတဲ့ဂုတ်ကြီးအန်တိုနီကနော်ဂိုးသွင်းပြီးတော့ဖန်တီးမှုတွေလုပ်နေတယ်နော်တဲ့အောက်တယ်ခုနကလည်းမင်းဖန်တီးမှုလုပ်သွားတာဒီကောင်မင်းသွင်းသွားတဲ့လုံးစုလို့ရှိရင်လည်း free kick ကြီးမင်းသွင်းသွားတာဆရာကြီးအမှန်ကန်သီးလား alright အဲဆိုတော့ကျေးဇူးများတင်ပါတယ်အဲဒီထက်ပို့ပြီးတော့ကောင်းမှုပဲမျှော်လင့်ရတော့မယ်ဗျာတဲ့ injury pay ပါတယ်မမီးဖို့လိုတယ်โอเคယူရိုကသူ့အနေနဲ့သူတို့ကောင်းနေတော့ねကျန်တယ်မယူရိုယူရိုက မင်းတကယ်ပြောတာအများကြီးလူသေးတယ်တိလားကျွန်တော်တို့ကျွန်တော်တို့မျောနေတဲ့ယူရူဆိုတာဒါမျိုးမဟုတ်မင်းယူရူတော်တော်ကြီးကိုလူသေးတယ်ယူရူကခုနကကျွန်တော်တို့ကဗျာခန်းစီကစားမတယောက်ကိုကျွန်တော်တို့ကဂိုးရီနဲ့ဆုံးပြနေတာအိဗယ်မရှိဘူးဗျာတိလားအတင်းဘက်ကရလာတဲ့နှစ်ကူကတော့ဘယ်လိုပြောမလဲအတင်းဘက်ကရလာတဲ့နှစ်ကူကတော့ဒါယူရူဘောလုံးဆွဲပြီးလာလို့ဘာလို့ပေါ့လေမှန်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ကခန်းစီကစားမကိုခန်းစီဆွမ်းဆောင်ရင်းနဲ့ပဲကျွန်တော်တို့ကဂျဲချလုံးမှရမှာဗျာယူရူရဲ့ခန်းစီဆွမ်းဆောင်ရင်းကအဲ့လောက်ကြီးကြီးကျွန်တော်တို့အချင်းကြီးကောင်းမနေဘူးတိလားနော်ယူရူနီနဲ့တိထက်အများကြီးလိုအပ်ချက်တွေရှိသေးတယ်ဗျာတိလား ဒီလောက်ကပြစ်ပြီးတော့မျောလင်းမှုကောင်းတဲ့နေရာမှာရှိမျိုးသူ့အသက်ရွယ်နဲ့လို့ကျွန်တော်ပြောအောင်ကလည်းသူ့အသက်ရွယ်နဲ့ပရီးမီးယားလိမှာလှုပ်ပြနေတဲ့နော်ပရီးမီးယားလိမှာလှုပ်ပြနေတဲ့ကျွန်တော်တို့ကခံစိတ်စားမှားတွေအများကြီးပဲပြီးလို့ရှိရင်ကျွန်တော်တို့ဒါဟိုသူ့ခန္ဓာကိုယ်နဲ့လည်းเนาะကျွန်တော်ကတော့အနိုင်ပြောလို့ရှိရင်ခန္ဓာကိုယ်ဒီတဲ့ပို့ပြီးတော့ကောင်းစေချင်တာပေါ့လေဒီတဲ့ပို့ပြီးတော့ဟို physicality ပို့ပြီးတော့ကောင်းစေချင်တာပေါ့เนาะ strength ဖြည့်စေချင်တာဒါပေမဲ့လို့သူ့ခန္ဓာကိုယ်လောက်နေတဲ့ပရီးမီးယားလိမှာပိုကောင်းအောင်ကစားနေတဲ့ခံစိတ်တွေလည်းရှိတယ်ဗျာအဲ့တော့ယူရိုကိုကျွန်တော်တို့ကဈေးကြီးပြီးပြီးတော့အမြန်ကန်ဝယ်ထားရတာ ဒီမှာ injury တွေပါနေသေးတယ်သူကြုံနေရတော့ဒါတိတ်တော့ကျွန်တော်ဒါအချိန်တော့မဟန်ဘူးဆိုပြီးမဲ့လို့ကျွန်တော်တို့ကတကယ်တမ်းပူကောင်းဟာဖြစ်မှရမှာဗျာတိလာယူရိုဒီထက်ပို့ပြီးတော့ကောင်းနိုင်မှာကျွန်တော်ရမှာဗျာဦးနနာကိုပြားတယ် inter ကောင်းနေနဲ့ပြန်တွေ့စီခြင်းလို့ပါတယ်ဒါမှလေဂျေတာတွေ short မှာအာမန်နဲ့တဲ့မီဆန်မောင်းကိုစိတ်ပူနေရတာဗျာတဲ့နော်ဒီကောင်တွေတခုခုပြန်ဖြစ်မှာဆိုလို့တဲ့အခုလောလောဆယ်တော့မဖြစ်တော့ဘူးဒါဝမ်းသာစားပဲမဖြစ်တော့ဘူးတော်ပါသေးတယ်နော်ကဲပါဆယ်သမားကြီးကျွန်တော်လောလောဆယ်ကြည့်နေကြီးကို3000နဲ့9000ကျော်ရှိပါတယ်တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ် channel လေးကကျွန်တော်ဒီညပဲ watch round တော့က subscriber 2သိန်းကိုကျွန်တော်ပြည့်သွားကြော်သွားတာဗောနော channel လေးကို subscribe မနေရသေးဘူးဆိုလို့ရှိရင်နှိပ်ပြီးတော့တောင်းဆိုပါရယ်ဒီချိန်ကြီးထိလာကြည့်ပေးနေကြတဲ့ညီကိုတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးများတင်ပါတယ်ဗီဒီယိုလေးကို like လုပ်လို့မနေရသေးဘူးဆိုရင်နှိပ်ပြီးတော့တောင်းဆိုပါရယ် final ကိုတက်သွားတဲ့ exam တွေရဲ့ performance เนาะ player rating တွေကိုကျွန်တော်ဒီမိနစ်ထပ်ပြီးတော့လာဖို့ရှိပါတယ်အဲ့ဒီမှာကျွန်တော်စောင့်ကြည့်ပေးကြပါဦးချီးကျူးပါပြီညီကိုများတို့ကိုကျေးဇူးများတင်ပါတယ်